ဒီကြီးဟိုကြီးဒီကြီးကြည့်ပြီးတော့လှမ်းပြီးတော့သူကမေးတယ်အသက်ထရွာဘကဘုတဲ့ဟိုဝါကြီးကမင်းရဲ့တောင်းသားခွက်ကြီးလားတဲ့ဟာဒီကောင်တော့စောစောကားကားတော့လုံနေပြီလို့နော်အဲ့ဒါလှမ်းပြီးတော့မေးတဲ့ကမတိကြအောင်ဆောင်းပြီးတော့ဝဲဘယ်မလုံးလို့မေးတော့ဒဲဟိုဝါကြီးလေဟုတ်လားအဲ့ကြမှာဟာဒီကောင်တော့ငါတပိတ်ကူတော့ထိုးပြနေပြီဆိုပြီးတော့ အဲ့ကြမှာပြန်ပြီးသူ့ကိုရှင်းပြရအောင်နော် you shouldn't use bagabo it is not a bagabo it is unsubo နော် unsubo ဆိုရင် စွမ်းတော်ခွက်ဘာခွက်တယ်တော့စွမ်းတော်ခွက် we use the unsubo we don't use the bagabo တို့သုံးတာကစွမ်းတော်ခွက်လို့ပဲသုံးတာမင်းပြောတဲ့တရောင်းသားခွက်လို့မသုံးဘူးလို့အဲ့လိုပြန်ပြီးတော့ရှင်းပြဟာ i don't know that the use vulnerable i'm very sorry very down ထည့်လိုက်တည်းရနော်ယိုယို sorry မဟုတ်ရှိက i am very sorry တဲ့ဘာဖြစ်သွားအာအလွန်ဝမ်းနေပါတယ်ကျွန်တော်အဲ့ဒီအတုံးတော့မသိဘူးလို့ပါမတွေ့ဘူးလို့ပါတဲ့နော်မတွေ့ဘူးတာလည်းပဲမပြောနဲ့ငကုလုံးကဘုန်းကြီးရန်ကအင်္ဂလိပ်စာလေးလာလားမလေးလာဘူးအဲ့ဒါကြောင့်ဘုန်းကြီးရန်ကအကုန်ခံရတယ်နော်ပြောတာမှန်သမျှဆိုတာခုဘုန်းကြီးရန်ကိုကောက်ပြီးတော့မေးရင် i think you are jobless မင်းတို့အလုတ်လက်မဲ့တွေနဲ့တူအလုတ်တာဟုတ်လားနော်မင်းတို့လုတ်လက်မဲ့တွေနဲ့ what do you do what's your occupation what's your job မင်းတို့ဘာလုပ်ငန်းများလုပ်ကင် စားတော့ပါတယ်လေဟာဖြေရခက်နော်မင်းတို့ဘာလုပ်ငန်းများလုပ်ကင်စားတော့ပါလားဒုကမြူတဲ့ထွက်တောင်းစားတာကွာဆင်းလဲကြိုက်သေးလားအဲ့လိုအဲ့လိုကလည်းမကြိုက်ဘူးဖြစ်နေတာနော်ဘာမြန်ဒီကောင်နေပြောအောင်ဆိုမတို့ တို့မနဲ့လင်းလိုက်တော့နော်အဲ့ကြတော့ဆက်ပြီးတော့ဆိုတော့အိုင်ငါထင်တာတော့မင်းတို့ကလှုပ်လက်မဲ့တွေထင်တာပဲတဲ့ဘာထင်တာတော့လှုပ်လက်မဲ့ I think that you are jobless မင်းတို့အလှုပ်လက်မဲ့တွေထင်တာပဲအလှုပ်လက်မဲ့တွေထင်တာပဲဆိုပြီးတော့ဒါပေမဲ့မင်းတို့ကအလှုပ်တာလက်မဲ့နေတဲ့ခါကျတိုက်ကြီးတာကြီးနဲ့ဘာကြီးနဲ့နေတာလဲတိုက်ကြီးတာမင်းတို့ကတိုက်ကြီးတာကြီးနဲ့နေတယ်အလှုပ်ကြတော့လေဘာမှမရှိဘူးမနဲ့လင်းလာတော့ထွက်တောင်းတယ်ဘယ်ကောင်းမလို့ ်နော်လားမဆိုးဘူးလားအမြင်ကတစ်ချက်မှကောင်းတာမပါဘူးနော်အဲ့ကျသူ့ရဲ့အမြင်ကအကုန်လုံးကဆိုးနေဒီမဲ့မင်းတို့ကအလုံးလက်မဲ့နေတဲ့ခါကျတော့လေလူတွေပေါ်မှာခေါင်းပုံဖြတ်ပြီးတိုက်တွေဆောက်ခိုင်းနေတဲ့အာပြောတာတွေကမိုက်တယ်ကွနော်ခေါင်းပုံဖြတ်ပြီးတိုက်တွေဆောက်ခိုင်းတာတဲ့အဲ့ဒါမျိုးခေါင်းပုံဖြတ်တာဟုတ်လားအင်းဟုတ်တော့မဟုတ်ဘူးဟုတ်တယ်လို့ဖြစ်နေတာကိုကိုယ်တိုင်အလုံးလုံးရဲ့လားအေးကိုကိုယ်တိုင်အလုံးမလုံးလို့ဒါပေမဲ့ဥစဉ်တို့ရဲ့အလုတ်ကရှိတယ်ပြီးရင်ပြောပြနော် အဲ့ဒါသူ့ကိုပြောတော့မဟုတ်ဘူးတို့ကအဲ့ဒါကလိုက်ပြီးမြူတဲ့အတွက်တောင်းတာမဟုတ်ဘူးစွမ်းခံတယ်လို့ခေါ်တယ်လို့ဘာခံတာလဲတော့စွမ်းခံတာပါစွမ်းခံတာခေါ်တယ်တို့ကလိုက်တောင်းတာမဟုတ်ဘူးဒီလိုဆိုမင်းတို့ကဘာပြန်လုပ်ပြီးလို့လဲတဲ့ကဲဘာပြန်လုပ်ပြီးလို့လဲဘာပြန်လုပ်ပြီးလဲငေါငန်းလွတ်တာလားဘာတွေလုပ်ပြီးလဲတရားဟောပြီးဩဘုန်းကြီးရန်ကနေပြီးတော့ယဉ်ကျေးမှုရှိအောင်သင်ပေးတာတွေမရှိဘူးလား တို့ကသူတို့ကိုယဉ်ကျေးမှုရှိအောင်အသိစိတ်တဲ့လေးတွေရှိအောင်လူလူချင်းဆက်ဆံတဲ့ကကြည်လေအောင်တို့ကသင်ပေးတာရှိတယ်တို့ကအလုတ်လက်မဲ့မဟုတ်ဘူးမသေးကြလို့လားအာသေးကြပါတယ်လို့အိမ်တိုင်းအိမ်တိုင်းကအဲ့တိုင်းတို့ရတောင်ကအဲ့ဒီတာဝန်တိုင်းလိုက်ပြီးတော့ထမ်းဆောင်ပေးနေကြတာတို့ကသင်ကြားပြတတ်တဲ့တာဝန်အဲ့ဒီတာဝန်ကိုလုတ်ပေးနေတာဖြစ်ပါတယ်လို့အဲ့လိုပြောတော့သူကဘာပြန်ပြီးတော့ပြောတော့ဆိုအဲ့ဒီတာဝန်ကလည်းအဲ့ဒီတာဝန်ပေါ့ကွာ မင်းတို့ကိုယ်တိုင်ကလည်းပဲအလုတ်လုတ်တင်တယ်။ဘာလုတ်တင်လဲ။အလုတ်လုတ်တင်။မင်းတို့ကိုယ်တိုင်ကလည်းအလုတ်လုတ်တင်တယ်။ဟာခုနတို့ကလုတ်ပြီးနေမင်းအဲ့ဒါပိုက်ဆံမှမရတာ။ဖားတယ်တော့။ပိုက်ဆံမှမရတာ။လူတွေရတဲ့ငွေဘွားနေမင်းတို့ကခေါင်းပုံဖြတ်ပြီးစားတောင်းနေတာ။မကြမ်းထမ်းဘူးလား။ကြမ်းထမ်းတယ်။ဒါပေမဲ့စိတ်ဆိုးစရာရှိလား။မရှိပါဘူး။ကိုမဲ့အဖြေတော့ရှိရမှာ။ဘာတော့ရှိရမလဲ။ဖြေတော့ရှိရမယ်။ကဲမင်းရဲ့လူရတို့ဘလို့လုတ်တင်တော့ပြောပြသမ်းပါ။အဲ့လိုပြောတဲ့အခါ မင်းတို့ကအပြင်ထွက်ပြီးတော့အလုံးမလုပ်ရဘူးဆိုရင်တဲ့အပြင်ကိုလူတွေနဲ့ရောပြီးတော့အလုံးမလုပ်ပါနဲ့မင်းတို့ရဲ့ကြောင်းတိုက်ထဲမှာစက်ယုံတည်တဲ့နဲ့ဗာတည်တဲ့နော်စက်ယုံတည်ကျန်းဖန်ကိုသူကလှုပ်ခိုင်းနေတော့တာနော်မင်းတို့ကြောင်းထဲမှာစက်ယုံတည်တဲ့နဲ့စက်ယုံတည်ပြီးတော့မင်းဘသူတွေအသုံးပစ္စည်းပစ္စည်းအနေနဲ့ပတ်သက်ပြီးတော့ကဲစွတ်ကြဲထားပါတော့တဲ့သူကနော်စွတ်ကြဲဘတ်ကိုသူကပြပါနော် လောကကလူတွေအတုံးများနေတာစွကြဲ့အင်းကြီးအတုံးများတယ်ဆိုရင်မင်းတို့ရဲ့စက်ယုံကစွကြဲ့အင်းကြီးထုတ်တဲ့နေဗာထုတ်တဲ့နော်စွကြဲ့အင်းကြီးထုတ်တဲ့နေထုတ်ပြီးသွားလို့ရှိရင်တကာဖြစ်တဲ့ပုဂ္ဂိုလ်ခေါ်ခိုင်းလိုက်မင်းဘယ်ဆိုင်သွားဖို့ဆိုပြီးလူကိုလွတ်လိုက်တဲ့ဟုတ်လားထဲတဲ့စက်ယုံတွေကတော့ဘယ်သူပဲလှုပ်လို့ရဘုံကြီးတွေပဲအလုလုတဲ့အဲ့ဒါအပြင်းကိုထွက်လို့ရှိရင်ဘယ်သူလွတ်လဲရတကာတွေတကာကိုလွတ်လိုက်လေရတာပါပဲတဲ့မင်းတို့ပြင်းတာပဲဖြစ်ရမယ်တဲ့ဟုတ်လား ပြင်းတာပဲဖြစ်ရမှာဆိုဇုတ်အိုက်တိုင်ပြောတဲ့ခါကျမှပြင်းပြီးဥစဉ်တို့ကမဟုတ်ဘူးတကားတော့ရမင်းတို့ဒီကယဉ်ကျေးမှုရှိနေတဲ့အတွက်ကြောင့်မင်းတို့မှလည်းအန္တရာယ်မရှိဘူးကဲခုတို့နိုင်ငံနဲ့မင်းလှဲ့ပတ်ပြီးတော့သွားတယ်မင်းရဲ့ကင်မရာလှူတာရှိသလားလို့မေးကြည့်မလှူပါဘူးမင်းရဲ့နောက်ကအိတ်ကိုလှူသွားတဲ့ပုံကိုရှိသလားမရှိပါဘူးမင်းကိုအသက်အန္တရာယ်ပြုမဲ့ပုံကိုရှိသလားမရှိပါဘူးအဲ့ဒါတို့လှုပ်ထားတဲ့လုပ်ငန်းရဲ့အကျိုးကျေးဇူးပဲလို့သူ့ပြောပြမှာဒီလိုလား ဟုတ်လားနော်သူ့ဘက်ပြန်လှည့်มาပဲလက်ခံတော့တာဟုတ်လားနော်ပြန်လာရင်းနဲ့လက်ခံရလားအေးအဲ့ဒါမင်းအဲ့လိုထင်တော့တို့ကနောက်ကတိုက်တွန်းလှုပ်လိုက်မှလို့ပြောလိုက်ဒီကောင်လန့်တော့ဟုတ်လားနော်အဲ့ဒါကြောင့်တို့ဘလောက်ပဲပြောပြောကိုယ့်ဘက်မှာအဖြေရှိဖို့တော့အရေးမကြီးဘူးလားမကြီးပါဘူးအေးအဲ့ဒါအဖြေရှိဖို့အရေးကြီးတယ်ခုဒီမဲ့ကြည့်လိုက်တဲ့အခါကျတော့တက်တက်လွတ်ဆွမ်းဟောဘာဆွမ်းနေတော့တက်တက်လွတ်ဆွမ်းဆိုတော့အဲ့ဒါမူရင်းကဒေဝရရဲ့အကျံနေပဲဘုရဲ့အကျံလဲဒေဝ ဒေဝရရဲ့အကြံထဲမှာအဲ့ဒါတွေပါနေတယ်ပထမကယဟန်မှန်သမျှသည် တောထဲမှာပဲနေပါယန်းတော်မှန်သမျှသည်ခံစုံးမဲ့စားပါခုစုံးမစားပါစေနဲ့နောက်တစ်ခုကယန်းတော်မှန်သမျှသည်ပန်းတကူသင်္ကန်းမဲ့ဝတ်ပါစေဒီချုပ်လုထားတဲ့ ready made သင်္ကန်းမျိုးကိုဝတ်ပါစေနဲ့ဟုတ်လားနော်ပန်းတကူသင်္ကန်းဆိုတာဘာပြောပန်းတကူသင်္ကန်းလို့ကြားဘူးလား ဟေးအဲ့ဒါပန့်တကူဟုတ်လားနော်ပန့်တူကူဆိုတာကပန့်တူဆိုတာက ဖုံမှုန့်လို့အဓိပ္ပာယ်ရပါတယ်နော်ရှင်းတော့ကသင်္ကန်း30ဖြစ်ဖို့ရမလွယ်ဘူးဟုတ်လားနော်သင်္ကန်း30ဖြစ်ဖို့ရအတွက်အဲ့ဒီသင်္ကန်းဝှချင်တဲ့ပုဂ္ဂိုလ်ဒါမှမဟုတ်ရင်ရန်တော်ဖြစ်တဲ့ပုဂ္ဂိုလ်ကသင်္ကန်းကိုဘယ်သွားရှာရလဲသင်္ကန်းကုန်သွားရှာရဘယ်သွားရှာရလဲသင်္ကန်းကုန်ကိုသွားပြီးတော့ရှာရတယ်သင်္ကန်းကုန်ကရှာတာမလောက်ရင်ဘယ်သွားပြီးတော့နောက်ထပ်ရှာရလဲပြောရင်အမိုက်ပုံမှာသွားရှာရဘယ်မှာသွားရှာရလဲ သင်္ကြန်ကုန်းကိုသွားပြီးတော့ကြည်လိုက်လို့သင်္ကြန်ကုန်းမှာအဝတ်စားလေးတွေချို့မတာနဲ့အတူပြစ်ထားတယ်မရှိဘူးလားအဲ့ဒီအဝတ်လေးတွေကိုခွာခဲ့ထမိန်ရထမိန်အင်ကြီးရအင်ကြီးပစိုးရရင်ပစိုးအကုန်လုံးယူခဲ့ရယူခဲ့ပြီးတော့ဘာလို့အောင်လဲကြောင်းရောက်ရင်အကုန်ပြန်လျှော်ရဘာလို့ရလဲပြန်လျှော်ပြန်လျှော်လျှော်ပြီးသွားလို့ရှိရင်သင်္ကန်းပုံစံအကုန်ဖြတ်ရဘာဖြတ်ရလဲသင်္ကန်းပုံစံဖြတ်ကိုကိုယ်တိုင်ချုပ်ရတာ ဟုတ်လားနော်ချုပ်ပြီးသွားလို့ရှိရင်အဲ့ဒါဘာလို့ဆေးဆိုးပေးရလဲဘာလို့လဲဆေးဆိုးပေးရဆေးပြတော့ဝေးရအဲ့ဒါမျိုးတင်ငန်းကိုညီမုတ်အလိမ့်အလိမ့်ကပ်ပြီးတော့ဖြစ်လာတဲ့တင်ငန်းဖြစ်တဲ့အတွက်ကြောင့်ဘာတင်ငန်းလို့ခေါ်လဲပန်းတကူတင်ငန်းနဲ့ဘာတင်ငန်းနဲ့လဲပန်းတကူတင်ငန်းရှင်းတော့ကတင်ငန်းဖြစ်ဖို့လွယ်ရလားလွယ်ပါဘူးအေးအဲ့ဒါအခုဒီမဲ့ဒေဝရကတောင်းဆိုလိုက်တဲ့ကရန်တော်မှန်သမျှဒီပန်းတကူတင်ငန်းတာဝိပါစီဖျား တဲ့ကျန်တဲ့သင်္ကန်းကိုဝတ်ခွင့်မပြုပါနဲ့တဲ့ဘုရားတောင်းဆိုလေဒေဝရကနောက်တစ်ခုကရဟန်းတော်မှန်သမျှဒီအဖောက်ဦးနဲ့မနေဘဲနဲ့တိုးထဲမှာတစ်တပင်ရင်ဝါးတပင်အောက်မှာပဲနေပါစီဟုတ်လားနော်ဒါမျိုးပြောတာလည်းမရှိဘူးလားရှိတယ်အဲ့ဒါတစ်ပင်နေအောက်မှာသွားနေတဲ့တလျှောက်လုံးပေါ့နော်နောက်တစ်ခါဝါးပင်ရင်အောက်မှာဝင်ပြီးတော့နေဆိုဖြစ်နိုင်ရဲ့လားမဖြစ်နိုင်ဘူးနောက်ဆုံးတစ်ချက်တောင်းဆိုတာကဘာလဲလို့ပြောရင် ရန်တော်မှန်သမျှတက်တက်လို့စားပါဗျာတဲ့ဗါတယ်တို့တက်တက်လို့စားပါတက်တက်လို့စားတဲ့ရန်นี่ဖြစ်ပါစေဖျာလို့ဘုရားတိုက်တွန်းတယ်ဒေဝရကဟေးဒေဝရကတိုက်တွန်းတယ်ဒေဝရကนี่တောင်းဆိုအဲ့လိုတောင်းဆိုလိုက်တဲ့အခါကျဘုရားရှင်ကိုရောမြတ်ကဒေဝရမင်းပြောတဲ့၅ချက်တစ်ချက်မှမဖြစ်နိုင်ဘူးတဲ့ဗါတယ်လေတစ်ချက်မှမဖြစ်နိုင်ဘူးအဲ့တန်လို့လို့မဖြစ်ဘူးဆိုပြီးတော့အဲ့ဒါဘုရားကလက်ခံရလား လက်မခံဘူးအဲ့ကြတော့ဒီဝရရဲ့မူရင်းကြီးပဲချက်ကနော်ဒီတိုင်းလှုပ်လိုက်လို့ရှိရင်ဘုရားရှင်ကိုတော်မြတ်ခွင့်ပြုမှာမဟုတ်ဘူးခွင့်မပြုရင်ငါတကိုင်းခွဲပြီးတော့ထောင်မယ်ဆိုတဲ့ကြီးပဲချက်ဘာကြီးပဲချက်လဲတကိုင်းခွဲပြီးတော့ထောင်မယ်ဆိုတဲ့အဲ့ဒီကြီးပဲချက်နဲ့တောင်းဆိုတယ် तू စီစဉ်ထားတဲ့အတိုင်းပဲနောက်ထပ်တကိုင်းမထောင်ဘူးလားထောင်နေဒီခေတ်သေးမှလည်းပဲနောက်လူဖြစ်တဲ့ပုဂ္ဂိုလ်များက ရန်တော်ဖြစ်တဲ့ပုဂ္ဂိုလ်များကသူကတတ်တလို့ဆိုပြီးတော့နာမည်ကောင်းဖြစ်တာတွေမရှိဘူးလားနာမည်ကောင်းဖြစ်တယ်ဥစဉ်တို့တခါကြုံမှုတာတောင်မှနော်ဆုံးကံထွက်တဲ့အခါကျရန်နှပါအိမ်တိန်ထဲမှာအတူတူထိုင်ကြအတူတူဆုံးကံထိုင်တဲ့အခါကျတော့ဒကမာကြီးတွေကတပားသာအတွက်ကတီးတန့်ချက်ချက်နေရနော်ဒကမာကြီးဘာလို့များတီးတန့်ချက်ရတာလဲလို့ဆိုတော့အာနောက်ကကြွမဲ့ဥစဉ်ကတတ်တလို့ခရာနောက်ကကြွတဲ့ဥစဉ်ကဘာလဲလဲ သူကတက်တက်လို့ဆိုရှေ့ကကြွားတယ်ကိုတော့ဘာဖြစ်သွားလဲတက်တက်မလွတ်ဖြစ်တာပေါ့မဖြစ်ဘူးလားအဲ့ကြတော့ဟောရန်တော်နှစ်ပါးတစ်ပါးကတက်တက်လို့တစ်ပါးကတက်တက်လို့မဟုတ်ဘူးဆိုတော့သွေးကွဲမလာဘူးလားသွေးကွဲလာတယ်ဒီရန်တော်နှစ်ပါးတစ်ပါးနဲ့တစ်ပါးအဆင်ပြေနိုင်သေးလားဟောသူတို့ကလည်းတက်တက်လို့ဆိုတော့ဒီကူရောကတက်တက်လို့ဖုံးပေးတာဟိုကူရောတော့တွေ့ရတယ်ဖုံးပေးတာဆိုပြီးတော့ဟောကြီးညိုတဲ့အပိုင်းမှာလည်းပဲဘယ်ဘက်ကိုအာသာသွားတယ်လဲ တက်တက်လို့ဘက်ကိုအာသာသွားတဲ့တဲ့အဲဒါကြောင့်မူရင်းစိတ်တတ်ပြီးအရေးကြီးတယ်မကြည့်ဘူးလားဥသိင်းရဲ့ဆန္ဒအရဆိုရင်တက်တက်လို့စားခြင်းလဲစားပါ စားတယ်ဆိုပေမဲ့အဲ့ဒီပုဂ္ဂိုလ်ဒီငါတက်တက်လို့တမားလို့လူကြားသူကြားမှာထုတ်ပေါ်ပြီးတော့ပြောသိရင်လားပြောနေလို့ဒီပုဂ္ဂိုလ်ကသူ့ကုံသူသိပ်ပြီးတော့ဖော်နေတယ်ဟဲ့လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီတက်တက်လို့တမားအစ်စ်ဟုတ်ရဲ့လား မစစ်ဘူးကြွားဝါနေတဲ့တက်တက်လို့သမားပဲဖြစ်မယ်ဟုတ်လားအဲဒါကြောင့်မို့တက်တက်လို့ဆိုတဲ့အပိုင်းမှာလူတဲ့ဘုံကြီးရန်ဖြစ်တဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့ဟိုလိုက်နာတာကျင့်သုံးတာပို့မလုပ်သင့်ဘူးလားလုပ်သင့်တယ်တက်တက်